ရည်တက်တဲ့အခါမှာနည်းနည်းမိုးတော့တဲ့အချိန်ခြံကခုမြင်ဆိုရင်ခြံဝကနေဆော့ပြီးတော့ကြောက်ခဲနဲ့ဒကောင်မိဒကောင်ကြောက်ခဲရင်ရည်ထားတယ်ရည်တက်ပြီးဒကောင်မိဒကောင်ကြောက်ခဲနဲ့ပေါက်တယ်ကြောက်ခဲကုံသွင်းရင်ငါဘယ်နှကောင်ရှိတယ်ဆိုတာသူကရည်တက်ကြောက်ခဲရည်တက်ကိုကြည့်ပြီးသိနိုင်တယ်အဲဒီပုံစံတိုင်းမှာယောဂီပုဂ္ဂိုလ်ကလည်းခန့်မြန်မြန်ရည်တဲ့လူကရည်တဲ့နိုင်ပါတယ်နော်တို့တော့ဒါကအသက်ရှင်မြန်နေမှမှာ အဲ့ဒီလိုရေတခြင်းကရဏာနည်းရဲ့ဆိုင်ရင်ကြစိတ်တည်ညောစွာကပ်ပြီးတည်နေတတ်ပါတယ်။ဝင်လေတွက်လေအယုံမှနိုင်ဝက်ခန့်အ ਨੇ ဆုံးတည်မယ်တဏှာဤခန့်အများဆုံးတည်လာပြီဆိုလို့ရှိရင်တော့ထိုပုဂ္ဂိုလ်ဘာလို့မလဲ။ဒီကံဝအတ္တတံတောဒီကံအတ္တတံမိတိပ္ပသနာတိဒီကံဝပတ္တတံတောဒီကံပတ္တတံမိတိပ္ပသနာတိဒီကံဝရှိသောမူလီအတ္တတံတောဝင်သက်လေကိုဖြစ်စေခဲ့သည်ရှိသော ဤကံရှိသောအတ္တတံတ္တိဝိသက်လေးကိုဖြစ်စေဤဟု၍ပသနာတိဘဝပြပြတိဤဒီကံဝါရှိသောမူလီပတ္တတံတ္တတ္တလေးကိုဖြစ်စေခဲ့သည်ရှိသောဒီကံရှိသောပတ္တတံတ္တတ္တိဖြစ်သက်လေးကိုဖြစ်စေဤဟု၍ပသနာတိဘဝပြပြတိဤဘုရားရှင်အသက်ရှိဖို့နည်းစနစ်ပဲ ၁၆မျိုးသောအချင်းရာဝင်သက်၄မှ၁၆မျိုးထွက်သက်၄မှ၁၆မျိုး၂ရပေါင်းလို့ရှိရင်32မျိုးသောအချင်းရာအဖြစ်အသက်ရှိပုံဤစနစ်များကိုမြတ်စွာဘုရားကညွှန်ကြားထားပါတယ်။ဘုရားရှင်ညွှန်ကြားချက်အတိုင်းဥထိပ်ရပန်းရှင်ပြီးအသက်ရှိရမယ်ဆိုရင်အရဟတဘုဘောက်အတိရောက်နိုင်တဲ့ကမ္မထံတစ်ခုဖြစ်ပါတယ်။နေ့စဉ်နေ့စဉ်တရားဝါဒီသည်အသက်ရှိနေကြတယ် အသက်မရှူတတ်တဲ့အတွက်သံဃာဝဇ္ဇင်းဒုက္ခမှာမကြုံလို့မလုံမြောက်နိုင်ခြင်းဖြစ်ပါတယ်။ဘုရားရှင်နှိမ့်ဆိုင်တော်မူတဲ့ဤစနစ်အတိုင်းသို့မဟုတ်ဘုရားရှင်နှိမ့်ပေတော်မူသည့်အတိုင်းအသက်ရှူတဲ့အချိန်ခါမှာအသက်ရှူတတ်ကြမယ်ဆိုရင်သံဃာဝဇ္ဇင်းဒုက္ခမှာထွံ့မြောက်နိုင်တဲ့ဆွမ်းအားအသည့်အပြည့်အဝရှိပါတယ်။အဲဒီဆွမ်းအင်းနေတဲ့မှာကုနံပါတ်1ညွှန်ကြားချက်ကမြတ်စွာဘုရားကအသက်ရှူတဲ့အချိန်ခါမှာ ဝင်သက်လေးကရှင်ရင်လဲရှင်တယ်လို့သိပါဖက်သက်လေးကရှင်ရင်လဲရှင်တယ်လို့သိနေပါဆိုပြီးအရှိကိုသိအောင်ကြိုးစားဖို့ညွှန်ကြားပါတယ်ဒါကပထမညွှန်ကြားချက်ဖြစ်ပါတယ်ဒုတိယညွှန်ကြားချက်ကဘာလဲလို့မေးတော့ရတံဝါအတ္တတံတော်ရတံအတ္တတံမိတိပဇာနာတိရတံဝါပတ္တတံတော်ရတံပတ္တတံမိတိပဇာနာတိ ရတံဝတုသမုနိအတ္တတံတောဝင်သက်လေးကိုဖြစ်စေခဲ့တည်ရှိသောရတံတုသအတ္တတာမိတိဝင်သက်လေးကိုဖြစ်စေ၏ဟု၍ပဇာနာတိကွယ်ကွယ်ပြားပြားသည်ရတံဝတုသမုနိပတ္တတံတောထွက်သက်လေးကိုဖြစ်စေခဲ့တည်ရှိသောရတံတုသပတ္တတာမိတိထွက်သက်လေးကိုဖြစ်စေ၏ဟု၍ပဇာနာတိကွယ်ကွယ်ပြားပြားသည်ဝင်သက်လေး ထဝင်သက်လေကထွက်သက်လေကတိုးနေရင်တိုးတယ်လို့သိပါပထမကဒီကဝအတ္တတန္တောဒီကအတ္တတာမိဒီပဇာနာတိဒီကဝပတ္တတန္တောဒီကပတ္တတာမိဒီပဇာနာတိဒုတိယကရတံဝအတ္တတန္တောရတံအတ္တတာမိဒီပဇာနာတိရတံဝပတ္တတန္တောရတံပတ္တတာမိဒီပဇာနာတိဒီကဝရှိသောမူလီအတ္တတန္တောဝင်သက်လေကိုဖြစ်စေခဲ့သည်ရှိသော ဒီကံရှိသောအတ္တတမိတိဝင်သက်လေကိုဖြစ်စေ၏ဟု၍ပသနာတိကွက်ကွက်ပြပြသည်ဤဤကံဝါရှိသောမူလီပတ္တတံတော်ထွက်သက်လေကိုဖြစ်စေခဲ့သည်ရှိသောဒီကံရှိသောပတ္တတမိတိထွက်သက်လေကိုဖြစ်စေ၏ဟု၍ပသနာတိကွက်ကွက်ပြပြသည်ဤရတံဝါတုသောမူလီအတ္တတံတော်ဝင်သက်လေကိုဖြစ်စေခဲ့သည်ရှိသောရတံတုသောအတ္တတမိတိဝင်သက်လေကိုဖြစ်စေ၏ဟု၍ပသနာတိကွက်ကွက်ပြပြသည်ဤ ရတဝါတုသောမူလီမတ္တတံတောထွက်တဲ့လေးကိုဖြစ်စေခဲ့သည်ရှိသောရတံတုသောပတ္တတံမိတိထွက်တဲ့လေးကိုဖြစ်စေ၏ဟု၍ပါသာနာတိကွယ်ကွယ်ပြားပြားတည်၏အရှင်နှင့်အတုတိဖို့ဘုရားရှင်ကညွှန်ကြားပါれဒီအရှင်တို့နဲ့ပတ်သက်ပြီးတော့အထက်ကရာဝိသုတိမေအထက်ကရာနဲ့ဝိသုတိမေမာတိကဆရာတော်များကတော့အဒါနဝတိနကာလဒါနဝတိနဆိုပြီးတော့ဒီလိုဖွင့်ဆိုထားပါတယ် အချိန်ခတ်ကြကြဖြစ်တာကိုရှိတယ်အချိန်ခတ်တူတူဖြစ်သွားတာကိုတူတယ်လို့ဒီလိုသတ်မှတ်ထားပါတယ်အသက်ရှင်နေရင်အချိန်ခတ်ကြကြဖြစ်တယ်အသက်ရှင်ဉာဏ်ရင်အချိန်ခတ်တူတူဖြစ်တယ်လို့ဆိုလိုပါတယ်ဝါယောလိဒ္ဓပရမတရားရဲ့ရှင်းမှုတုံးမှုလို့ဒီလိုမဆိုလိုပါဘူးပရမတ္တသစ္စာနဲ့မှာပရမတရားတို့အမည်ဒီမှာ စိတ်တက္ခဏာ16ချက်အသက်ရှင်မြဲဓမ္မတာဖြစ်ပါတယ်စိတ်တက္ခဏာ16ချက်ထက်ပိုပြီးအသက်ရှင်တဲ့ယုတ်တရားဆိုတာလည်းမရှိစကောင်းဘူးစိတ်တက္ခဏာ16ချက်အောက်ပိုပြီးအသက်တူတဲ့ယုတ်တရားဆိုတာလည်းမရှိကောင်းဘူးစိတ်တက္ခဏာ16ချက်ဖြင့်ပုံစံတိုင်းကမိပြထားပါတယ်ဒါကြောင့်ပရမတ္တသစ္စာနဲ့မှအရှိအတူဆိုတာကမရှိပါဘူး မမှုတိသစ္စာလို့ခေါ်ဆိုအပ်တဲ့ပညာနေမှာသာလျှင်အရှိအတိုဆိုတာရှိတယ်ပုံကရံဆိုတာရှိတယ်ခုဒီနေရာမှာအရှိအတိုဆိုတာကအချိန်ခတ်ကြကြဖြစ်မှုအချိန်ခတ်တော်တော်ဖြစ်မှုကိုဆိုလိုကြောင်းအထက်ကရတိကဆရာတော်များကရှင်းလင်းတင်ပြထားပါတယ်ဒါကြောင့်အသက်ရှင်နှေးမှုနဲ့အသက်ရှင်မြန်မှုဖြစ်ပါတယ်ဘလောက်ရှိတယ်ဘလောက်တိုးတယ်ဘလောက်နှေးနေတယ်ဘလောက်မြန်နေတယ်လို့လည်းအတိအကျလိုက်ပြီးမတိုင်းမနိုင် နေလဲနေတဲ့အတိုင်းသိုံဉာဏ်လဲဉာဏ်နဲ့အတိုင်းသိနေရုံသက်သက်တာဖြစ်ပါတယ်။နေရင်နေတဲ့အတိုင်းသိခဲ့သောဉာဏ်ရင်ဉာဏ်နဲ့အတိုင်းသိခဲ့သောလုံလောက်ပါတယ်။သို့သောနေအောင်ဉာဏ်အောင်သောယောဂီပုဂ္ဂိုလ်ကမကြိုးစားပါနဲ့။ပုံမှန်ရှုမြဲတာရှုနေပါ။ပုံမှန်ရှုမြဲရှုနေတော့လဲတခါအသက်ရှူတာနဲ့တခါအသက်ရှူတာညီလူညာလူဖြစ်ခြင်းမှဖြစ်မှာ။တခါတလေနှိမ့်ခြင်းလဲနှိမ့်မယ်။ တခါတလေမြန်ရင်လည်းမြန်မယ်။နေရင်လည်းနေတဲ့အတိုင်းသိနေပါ။မြန်ရင်လည်းမြန်တဲ့အတိုင်းသိနေပါလို့ဒီလိုဆိုလိုပါရဲ့။အဲ့ဒီအနည်းအမြန်ကိုသိအောင်ရှုတဲ့အပိုင်းမှာအ ਨੇ စုံအဖြစ်ယောဂီပုဂ္ဂိုလ်ဒီတဏှာကြီးလောက်၁၀တိုင်းလောက်ငြိအောင်တော့လေ့ကျင့်ရတယ်။ဆယ်တိုင်းလောက်ထိုင်လိုက်တဲ့အချိန်ကမှတဏှာကြီးတဏှာကြီးလောက်အမြဲတမ်းညင်ဝတ်စွာစိတ်က ဝင်သက်လေထွက်သက်လေအယုံမှကပ်ပြီးတည်နေပြီဆိုရင်များသောအဖြစ်ထိုဘက်မှနမိတ်စပေါ်တတ်ပါလေနမိတ်ပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေဆယ်တိုင်လောက်တဏှာဤတဏှာဤလောက်ထိုင်တိုင်းထိုင်တိုင်းဘာဝနာစိတ်ကဝင်သက်လေထွက်သက်လေရဲ့ရှေးမှုတို့မှုဝင်လေထွက်လေအယုံ၌ညီဝတ်စွာကပ်ပြီးတည်နေပြီဆိုရင်ထိုကယောဂီပုဂ္ဂိုလ်သည်ရှေ့တစ်ဆင့်တက်ပြီးဘာလုပ်ရမလဲ နောက်ကတတ္တိယတဆင်းအနေအဖြင့်အသက်ရှင်ပုံဤစနစ်ကိုမြတ်စွာဘုရားဆက်ပြီးဟောပြန်တယ်ဘယ်လိုဟောတလဲသဗ္ဗကာယပတိတံဝေတိအတ္တဒိဋ္ဌာမိတိဒိဋ္ဌိတိသဗ္ဗကာယပတိတံဝေတိပတ္တဒိဋ္ဌာမိတိဒိဋ္ဌတိသဗ္ဗကာယပတိတံဝေတိဝိသက်လေဤအစလည်းအစောအကုန်လုံးကိုတင်းတင်းရှားရှားသိရှိသည်ဖြစ်၏အတ္တဒိဋ္ဌာမိဝိသက်လေကိုဖြစ်စေအံဣတိဤသို့ဒိဋ္ဌတိကြည့်၏ ဘဗကယပရိသဝေတိထွက်တဲ့လေဤအစအလေအစုံအကုန်လုံးကိုတင်းတင်းရှာရှာသိရှိသည်ဖြစ်ပေပတ္တဒိဋ္ဌာမိထွက်တဲ့လေကိုဖြစ်စေအဣတိဤသောဒိဋ္ဌတိခြင်း၏ဒီနေရာကျတော့ဘုရားရှင်ကပဇာနာတိလို့မဟုတ်တော့ပဲဒိဋ္ဌတိတရားလေးနဲ့ထည့်ပြီးတော့ရှင်းမှာဆိုပြီးဒီလိုတိုင်တော်ထားတယ် ဘာဥဒိတဲ့ဒီလိုတိုက်တွန်းရတယ်ဆိုတာကိုအတ္တကရဆရာတော်မြတ်ကရှင်းလင်းတင်ပြထားပါတယ်။သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာခေါ်တဲ့သိက္ခာ၃ရအကျင့်မြတ်ကိုဒီအပိုင်းမှာစုံလင်အောင်ကျင့်ပါလို့ဒီလိုဖျားခြင်းကသိစေလိုတဲ့ဥဒိတဲ့ရည်ရွယ်ချက်ဖြင့်သိက္ခာတိတရားလေးနဲ့ထည့်ပြီးတော့ဖွင့်ဆိုထားကြအောင်အတ္တကရမြတ်ကရှင်းလင်းတင်ပြထားပါတယ်။ ဘယ်လိုသီလသမာဓိပညာသိက္ခာတို့ရအကျင့်မြတ်တွေဒီဘက်မှာစုံဝင်လာတယ်လို့မိတော့ဝင်သက်လေထွက်သက်လေရဲ့အစအလယ်အစအကုန်လုံးကိုဒီနေ့ရှားရှားသိအောင်ကြိုးစားအထုတ်နေတဲ့ထိုယောဂီပုဂ္ဂိုလ်ဒီထိုအချိန်ခါမှာဝင်သက်လေစဝင်တဲ့အချိန်ခါကနေဆုံးတဲ့အထိထွက်သက်လေစထွက်တဲ့အချိန်ခါကနေဆုံးတဲ့အထိခင်တင်ရှားရှားသိပြီဆိုရင် ကုလေသာများဝင်ရောက်ဖို့မရှိတော့ဘူးကုလေသာတွေကိုမဝင်အောင်စောင့်စည်းနေတဲ့သဘောကသီလသိက္ခာသီလကျင့်စဉ်ဖြစ်ပါတယ်ကုလေသာတွေကြားခုံမှုမရဘူးဘာဝနာစိတ်ကဝင်တဲ့လေထွက်တဲ့လေအာယုံမှာတောက်လျှောက်မြင်ဝတ်စွာကပ်ပြီးတည်နေတယ်ကုလေသာများရာဂဒေါသမောဟစတဲ့ကုလေသာအငြိအကျဉ်းများစိတ်အစဉ်မှာဝင်ရောက်ခွင့်မရအောင်စောင့်စည်းထားနေတဲ့အဲ့အတွက် ထိုဆောင်သိမှုကိုသီလတိတ်ကသီလကျင့်ခြင်းလို့ခေါ်ဆိုပါတယ်ဝင်သက်လေတွက်သက်လေအာယုံအ